ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းမြောင်ကျေးရွာအနီးတောတောင်တွေထဲမှာခိုးလုံနေရတဲ့စစ်ပေးရှောင်950တဦးအတွက်စောင်းမိုးကာဆေးဝါးအရေးပေါ်လိုအပ်နေတယ်လို့စစ်ပေးရှောင်ကုညီနေသူတွေစီကသိရပါဗျ။စစ်ပေးရှောင်တွေဟာအောက်တိုဘာပထမပတ်ကလေးကရှောင်းတိန်လာသူတွေဖြစ်ပြီးအေးအေးတန်ကြောင့်နှာစေးချောင်းဆူဖျားနာသူတွေများပြားနေတာလည်းဖြစ်ပါတယ်။စကားပြေပတ်လေတောင်မရှိတဲ့မိုးကာတဲလေးထဲမှာမိသားစု6စုအထိ ဖြစ်တယ်လို့စူပေါင်းနေနေရတာတလားလောက်ရှိလာပြီအခုကအရန်လဲအီတော့ဖျားနာသူများတယ်စူပေါင်းပြီးနေတော့တယောက်နဲ့တယောက်ကူးကြတယ်ဒါကြောင့်ဖျားသူများတယ်အခုဆိုစေဝါမိုးကဆောင်းအေးပေါ်လူတယ်လို့စစ်ပေးဆောင်ကူညီသူတူကမဲခေါင်ကို ပြောပါတယ်သူတို့ဟာနေအိမ်မီးရှို့ခံရတဲ့ဘောရန်ရွာက ကလေးငယ်တက်ကြီးရွယ်ဦးနဲ့အမျိုးသမီးတွေအများစု ပါဝင်တဲ့ဒေသခံတွေဖြစ်တယ်လို့လည်းသိရပါတယ်စစ်ဆောင်လာတော့အရေးကြီးတဲ့အိမ်ထောင်စုဇာ တ်ပုံတင်တဲ့စားစရာတွေပဲယူလာနိုင်တယ်။အိမ်မှာကျန်တဲ့အဖိုးရံပစ္စည်းတွေလည်းအိမ်မီးရှို့ခံရပြီးအကုန်ပါသွားတယ်။စိုက်ပျိုးထားတဲ့တောင်ရတွေလည်းပြန်မသိမ်းရဘူး။ခုဆိုစစ်ဘေးရှောင်တွေက အလူရှင်အပေါ်ပဲအဓိကမှီခိုးရတယ်လို့စစ်ဘေးရှောင်တို့ကပြောပါရယ်။စစ်ရှောင်ကာလကြာလာတဲ့အမျှစေဝါမိုးကစောင့်ပြင်းစားနပ်ရိက္ခာချင်းအောင်ချင်းဖြန်းစီအမျိုးသမီးလာစင်သုံးပစ္စည်းတွေလည်းလိုအပ်နေတယ်လို့သူကဆက်ပြောပါရယ်။ စစ်ကောင်စီနဲ့ပိုးဝပြည်သူစစ် PNO တို့စစ်ကြောင်းထိုးပြီးအော်တိုဘားလ13ရက်နေ့မှာအင်ဂျီ300ကျော်ရှိတဲ့ဘောရန်ရွာကိုရွာလုံးကျွတ်မိရှို့ဖျက်ဆီးသွားခဲ့တာလို့လည်းသိရပါဗျာ။